အလုံးမင်္ဂလာပါခိုင်လေးပဲဖြစ်ပါတယ်ခိုင်လေးရဲ့ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုကတော့ဒါကျမကပဲကြိုပေါ့နော်မိုဟင်းကားနဲ့စားတဲ့အခါမှာထစ်စားတယ်ပဲကြိုပေါ့နော်ပဲကြိုကိုပဲချန်းကြိုပေါ့နော်ကလပဲကြိုကိုဒါကြိုပြတ်မှာပဲဖြစ်ပါတယ် ဒီနီးကတော့အလွယ်ကူဆုံးနဲ့မုံနစ်စက္ကမှာခက်ခဲရှိတဲ့လူတွေမဆက်တတ်တဲ့လူတွေကောင်းညင်းမုံဆံမှုန်နေနေပေါ့နော်အဘလူးစက္ကမလည်းမသိတဲ့လူတွေကတော့ဒီနီးကတော့အကောင်းဆုံးအလွယ်ဆုံးနဲ့ပြီးတော့ဆက်လို့လည်းအရန်ကောင်းတယ်၊မှွားလည်းမှွားတယ်၊မမွားရွှေရွှေလေးနေပေါ့နော်လုံးဝအရသာရှိတဲ့ပဲကြော်လေးကိုကြော်ချမ်းမှာပဲဖြစ်ပါတယ်ဒီကတော့ဒါကျမပဲကြော်ကိုကြော် ကြော်လိုက်တာပေါ့နော်သူ့ကိုထဲတဲ့အချိန်မှာဆိုရင်တော့မီးကိုပေါ့နော်နည်းနည်းလေးရှော့ပြီးတော့ထဲလိုက်တယ်ဘာလို့လဲဆိုတော့မီးရှော့မထဲတဲ့အခါဆိုရင်မီးပြင်းလို့ရှိရင်ဒီမှာဆတ်ဆတ်ဥချင်းထဲတဲ့အခါမျိုးမှာဒီအစအနတွေကဘေးကိုဖွာထွက်ပြီးပေါ့နော်အကျော်ကအခုလိုက်မထွက်ဘဲနဲ့အကြည်ကြည်တလူပုံစံမျိုးတွေအမှားအစအနတွေပဲပူများတာဖြစ်တဲ့အတွက်ကျမကအကြော်ထဲတဲ့အချိန်မျိုးမှာမီးလေးကိုနည်းနည်းရှော့ထားတယ်ပေါ့နော်မီးကိုရှော့စီကိုပူပြီးတော့မီးကိုပိတ်ပြီးတော့ထည့်တယ်ပြီးတော့မှအကြော်ထည့်ပြီးတာနဲ့မီးပြန်ပြီးတော့ဖွင့်လိုက်တယ်ပေါ့နော်ဒါမျိုးဒါကျမကြော်တာပေါ့နော်ဒါကတော့ ကျမရဲ့ကြုံနည်းလေးပေါ့ရှင်ဒါတော့ဒါကျမကြော်ထားပေါ့နော်အဲ့တော့လွယ်လွယ်ကူကူမုံနစ်ဆက်ကမှာခက်ခဲရှိရတဲ့လူတွေဆိုလို့ရှင်တော့ရွှေလေးပြာအကြုံမှုံပေါ့နော်ရွှေလေးပြာအကြုံမှုံတထုပ်ပြီးလို့ရှိရင်မွေးပဲစိမ့်မှုံပေါ့နော်မွေးပဲစိမ့်မှုံနှစ်စုံကိုအာဆော်တာလေးပေါ့နော် အာဘေကင်းဆိုတာလေးအနေငယ်လေးပေါ့နော်တမုံနမုံလိုမျိုးပေါ့နည်းနည်းလေးပေါ့ထည့်ပြီးတော့ဒါကျမကြော်တာပေါ့နော်ပဲရတော့6နာရီလောက်အနည်းဆုံး6နာရီလောက်စိန်ထားမှပဲအဆင်ပြေပေါ့နော်မဟုတ်လို့ရှင်ဒီနိုင်9နာရီလောက်စိန်တာမှပဲရမှလို့ရှင်အကျော်ကမမရရရမဖြစ်လောက်ပေါ့နော်အဲ့တော့အနည်းဆုံးကလေးပဲကိုလည်း6နာရီလောက်စိန်ထားရမယ်ပေါ့နော်စိန်ထားပြီးတော့ ဒီရွှေလေးပြအကျော်မှုံရဲ့မွေးပဲစင်းမှုံရဲ့ကိုဆက်ပြီးတော့ကြောရမှာဖြစ်ပါတယ်ရွှေလေးပြအကျော်မှုံဆိုရင်တော့တထုပ်မွေးပဲစင်းရတော့ရွှေလေးပြအကျော်မှုံတထုပ်ကိုမွေးပဲစင်းမှုံနှစ်စွန်းပေါ့နော်နှစ်စွန်းကိုအာဘေကင်းဆိုတာညငယ်ထည့်ပြတာကျွန်မကြော်ထားတာပေါ့နော်ဒီနီးပေါ့နော်ပြီးလို့ရှိရင်ရေရတော့ပေါ့နော်မိမိအစင်ပြတယ်လို့လေးနေနေလေးစုံလို့ရေပြစ်လို့ရှိရင်အကျော်ကထူတယ်ထူတဲ့ခါမျိုးမှာနည်းနည်းမီးနဲ့ကြော်တဲ့ခါမျိုးမှာနည်းနည်းပေါ့နော်အမ်ပါပမမတော့ဖြစ်မှာမဟုတ်ဘူးပေါ့ရှင်အဲ့တော့ရေကတော့ကြည့်သေးပေါ့နော်အားလုံးပဲကျေးဇူး